ကိုဝင်ဆောင်ချိန်မှာဂရုတစိုက်မရှိဘဲပေါ်စားခဲ့တာကြောင့်ကလေးအသက်အနည်းငယ်ပါစိုးရင်ရတဲ့အထိဖြစ်ခဲ့ရတဲ့ဖတ်တီးမှာပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာရဘန် page ကနေကြိုဆိုလိုက်ပါတယ် ဖတ်တီမကတော့အလုံးလဲသိကြတဲ့အတိုင်းအချင်းပေါင်းနဲ့တံပြာသီးတုတ်တွေကိုမန္တလေးမြို့ကဥပိန်တရာအနီးမှာရောင်းချရင်းနမည်ကြီးလာသူဖြစ်ပါတယ်။ဖတ်တီမရဲ့အချင်းပေါင်းတံပြာသီးတုတ်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ဝယ်ယူစားသုံးကြတဲ့အထိဖြစ်ခဲ့တာပါ။အရင်ကတည်းကအချင်းပေါင်းရောင်းနေခဲ့ပေမဲ့အခုလောက်ရောင်းဝမရှိခဲ့ပဲဒါလေးကိုကိုဝင်ဆောင်ထိုင်းရချိန်မှာမှလေးရဲ့ကန်နဲ့စမ်းကြောင်ဖတ်တီမရဲ့ရောင်းဝတွေကတရှိန်ထိုးထိုးတက်လာတဲ့အပြင်နိုင်ငံကျော်ဆယ်လီပါဖြစ်လာခဲ့တာပါ။ဖတ်တီမဟာအရင်အကျွေးတွေပတ်လဲဝိုင်းခဲ့ရတာကြောင့်အခုလောက်အောင်မြင်ပြီးရောင်းဝတက်လာတဲ့အခါကလေးအတွက်ဝမ်းသာနေ ခဲ့ရပါတယ်။ကလေးလေးကိုအဆင်ပြေပြေချောချောမွမွေးနဲ့မွေးဖွားနိုင်ဖို့လဲဖတ်တီမကအားခဲထားခဲ့တာပေါ့။ယာသမျှတွေကိုကလေးမွေးစည်းရိတ်နဲ့ကျန်းမာရေးအတွက်စူးစောင်းထားပြီးသားလေးမွေးဖွားရလွယ်ကူအဆင်ပြေဖို့စူးစမ်းထားခဲ့ပေမယ့်ကလေးကကံမကောင်းစွာနဲ့ကျန်းမာရေးမကောင်းဘဲဖြစ်ခဲ့ရတာပေါ့။ ဖတ်တီမဟာကလေးကိုဝင်ဆောင်ချိန်မှာလာရင်နဲ့အထည်အလုပ်တွေကိုချိုးချိုးဆဆလောက်ခံခဲ့ရပြီးအခက်ခဲတွေနဲ့လည်းရင်ဆိုင်ခဲ့ရတာပါ။ဥပိန်တရားနာမှာချင်းပေါင်းရောင်းရင်အောင်မြင်လာချိန်မှာတော့လမ်းပင်ဈေးတဲ့တယောက်အခွန်မဆောင်လို့ဆိုပြီးဈေးအောင်ခွင့်ပိတ်ခံခဲ့ရပါတယ်။ဒါအပြင်ကျမရင်နဲ့မညီညွတ်တာရီရောင်းချလို့ဆိုပြီးလည်းနေရာရွှေ့ရောင်းတာတောင်ရောင်းချခွင့်မပေးတော့ပါဘူး။ဒီလိုအခက်ခဲတွေကြောင့်ဖတ်တီမတယောက်စိတ်ဆင်းရဲကိုဆင်းရဲဖြစ်ခဲ့ရပါတယ်။ဖတီမကိုကိုချင်းစာတနာသူတွေကတော့ကိုကြီးဖေးမှပြီးကလေးမွေးဖွားရတာအဆင်ပြေဖို့ပဲဆူတောင်းပေးကြပြီမဲ့ဆူတောင်းမပြေခဲ့ပါဘူး ကိုဝင်းဆောင်ချိန်မှာအလုပ်တွေလည်းပင်ပန်းခဲ့ရသလိုစိတ်ပင်ပန်းမှုတွေလည်းရှိခဲ့တာကြောင့်ကလေးရဲ့ကျမရဲ့ပါထိခိုက်သွားခဲ့ရတာပါငလျင်ဘေးမှာလည်းစေတနာကောင်းခဲ့တဲ့ဖတ်တီမကကိုဝင်းအစ်မကြီးနဲ့အာတက်တျော်လှူဒန်းပေးခဲ့လို့နာနာနေနေမရှိခဲ့ပါဘူးဒီလိုတန်ရာရဲ့ကြောင့်လည်းဖတ်တီမရဲ့သားလေးကလမ်းမပြည့်ခင်မွေးဖွားခဲ့ရတာပါ လာမပြေပဲမွေးဖွားတဲ့ကလေးတွေကကျမရဲ့ချူကြပြီးအသက်ရှင်ဖို့လည်းမလွယ်ကူကြပါဘူး။ဖတ်တီမရဲ့တားလေးကလည်းလာမပြေပဲမွေးတာကြောင့်မွေးဖွားပြီး25ရက်လောက်ဖတ်ပေါင်းကြောင်ထဲမှာပဲထည့်ထားခဲ့ရတာပေါ့။ငါလာပိုင်း9ရက်နေ့မှာကလေးလေးကိုမွေးဖွားခဲ့တာဖြစ်ပြီးဖတ်ပေါင်းကြောင်ထဲကနေငါလာပိုင်းကောင်းလောက်ကမှကလေးလေးကအပြင်ထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဖန်ပေါင်းကြောင်ထဲမှာကျမရေးဆောင်ရှောက်မှုခံယူနေစင်မှာလဲကလေးကမကြမကြတိပေးနဲ့လမတင်လေးရင်ဆိုင်ခဲ့ရပြန်တာပေါ့ ဆရာဝန်ဒီကောက်ဆိုရင်ကလေးကိုအသက်မရှင်လောက်တော့ဘူးလို့ထင်ပြီးမရတော့ဘူးလို့တောင်ပြောခဲ့တာတွေလည်းရှိပါတယ်။ကလေးကိုအသေးရင်းဂရင်းဝါကနေ၃ခါလောက်ထိဆရာဝန်တွေကကဲထုတ်ပေးခဲ့ရတာပေါ့ အစပိုင်းဆရာဝန်တွေကလက်လျှော့ကျင်တယ်လို့ဖြစ်နေချိန်မှာဆိုရင်ဖတ်တီမားကအသေးသာငိုကြွေးခဲ့ရပြီးကလေးလေးအသက်ရှင်ဖို့မိခင်တယောက်ရဲ့အပူဇော်နဲ့ဆူတောင်းနေခဲ့ရတာပါကလေးလေးကမျှော်လင့်ချက်မဲ့တယ်လို့ဖြစ်ခဲ့ပေမဲ့ဖတ်တီမားကသားလေးကိုမိခင်မေတ္တာနဲ့မရရအောင်ကဲထုတ်ပေးစေခဲ့ပါတယ်ဆရာဝန်တွေကလည်းတက်ဆွမ်းသမျှကုသပေးခဲ့တယ်လို့ဖတ်တီမားရဲ့သားလေးကလည်းငကိုရဲကမောင်ကန်ကောင်းလေးဖြစ်နေတာကြောင့်အသက်ရှင်ခွင့်ရခဲ့တာပါကိုဝင်းဆောင်ချိန်မှာကလေးကဖတ်တီမရဲ့တာလီကကန်စာတာကောင်းမွန်သူဖြစ်လို့ဖတ်တီမလည်းအချွေးပတ်လေဝိုင်းတဲ့ဘဝကနေအစဉ်ပြေတဲ့အခြေအနေကိုရောက်ခဲ့ ပါအခုခါမှလည်းဖတ်တီမရဲ့သားလေးကကံကောင်းထောက်မစွာနဲ့တေမင်း green wall ကနေလွတ်မြောက်လာခဲ့ပြန်တာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုမဖတ်တီမကသူ့ကိုချစ်ခင်ပေးနေသူတွေသိရှိစေဖို့ social media ကနေတဆင့်ပြောပြလာခဲ့တာဖြစ်ပြီးဖတ်တီမကိုချစ်ခင်သူတွေကလည်းကလေးနေကောင်းကျန်းမာစေဖို့ဆုတောင်းပေးနေခဲ့ကြတာဖြစ်ပါတယ် ပရိသတ်တို့အနေနဲ့ရောဖတ်တီမရဲ့သားလေးကျမ်းမာရေးကောင်းဖို့အတွက်ဆူတောင်းစကားလေးတွေပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ